င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဒီတစ်ခါတင်ဆက်ပေးမှာကတော့မျက်နှာပန်းလှအောင်လုပ်တဲ့စစ်ကောင်မရှင်လွဉ်ငိမ့်တကယ်ရောလွဉ်ငိမ့်ဟောရဲ့လားအာနာသိန်းဆယ်စုကပြစ်ဒဏ်လွဉ်ငိမ့်ခွင့်အမိန်နဲ့ရစသက်ကြီးပုံမှ905ကကြီးနဲ့ဂျာနာစစ်စင်းနေစဲမှုတွေကိုပိတ်သိမ်းဖို့မင်းညာ၈နှစ်တရင်မှာကြေညာပြီးရင်တော့ဒီကနေ့တော်ဝင်ပါလာ29ရက်နေ့မှာ905ကကြီးနဲ့ပြစ်ဒဏ်ကြခံရတဲ့သူချို့ကိုမြန်မာနိုင်ငံနဲ့အချင်းထောင်တွေကနေလွှတ်ပေးခဲ့ပါတယ် ။ဒါအပြင်စေုပ်စုကငါ့ငါကာကြင်နဲ့အမှုဖွင့်ခံထားသူတွေကိုလည်းပြည်တွင်းပြန်ဝင်ပြီးမဲပေးနိုင်ကြောင်းကိုတပါးလဲကြေညာခဲ့ရဖြစ်တယ်။ဒီကြေညာချက်ဟာစေုပ်စုနိုင်ငံရဲ့အတွက်ပေါ့ဖြစ်ပြင်ဆင်တဲ့ရွေးကောက်ပွဲကျင်းပဖို့ရက်ပေါင်း32ရက်လို့မှထုတ်ပြန်လိုက်တာဖြစ်ပြီးတစ်ဖက်မှာလည်းအမေရိကန်နိုင်ငံကနေမြန်မာနိုင်ငံသားတွေကိုပေးအပ်ထားရာယီခေလုံခွင့်ကိုရုပ်သိမ်းလိုက်ကြောင်းကြေညာပြီးနှစ်ရက်ကြာမှာအချိန်ကိုက်ဆိုသလိုထပ်ပေါ်လာခဲ့ရဖြစ်ပါတယ်။အခုလိုစေုပ်စုဖန်တီးနေနိုင်ငံရဲ့အခင်ကျင်းက2010နိုင်ငံရဲ့အခင်ကျင်းကို ပြန်သွားနေရဖြစ်ပြောတွေ့ရောင်ရွေးကောက်ပွဲနီးလာချိန်နိုင်ငံတကာမှာမျက်နှာပန်းလှအောင်လှုပ်ဆောင်နေရဖြစ်တယ်လို့နိုင်ငံလေလာသုံးသက်သူတွေကမှတ်ချက်ပြုထားပါတယ်စီအိုစုကသူတို့ကိုစန့်ကျင်တော်လန်သူမှန်သမျှကိုပုံမှန်900ကကြီးနေတယ်မကပဲနောက်ထပ်ပုံမှန်တွေကိုပါတွေ့ကပ်ပြီးဖန်စီထောင်ချထားတယ်။ဒါပေမဲ့တကယ်လည်းလူငယ်တဲ့မှာတော့900ကကြီးတက်မှုတဲ့သမားတွေကိုသာလူငယ်ခွင့်ပေးခဲ့ရပဲဖြစ်ပါတယ်။အခုလွတ်လာတဲ့သူတွေမှာဆိုရင်900ကကြီးတက်မှုတဲ့သမားတွေအများဆုံးပါဝင်နေရတွေ့ရတယ်။တခြားမှုတွေ 95ကာဂျီ52ကာဂျီ50ညနဲ့တွက်ကက်လျက်တာလွတ်ပေးအောင်တွေ့ရတယ်လို့မြန်မာနိုင်ငံလုံးဆန်ចောင်းသားများကိုရဲဥဆောင်ကော်မတီဝင်ရောက်နေလင်းကပြောတယ်။ဥပဒေအရထောက်ကြနေတဲ့ဂျင်သားတွေကမဲပေးပိုင်권မရှိအောင်စစ်အုပ်စုကအခုလိုလွတ်ငြိမ်မှုပေးတာဟာရွေးကောက်ပွဲမှာမဲပေးနိုင်အောင်လှုံ့ဆော်တာဖြစ်ပြီးစစ်အုပ်စုထုတ်ပြန်ထားတဲ့အရေးအတွက်တိုင်းလွတ်ငြိမ်ခွင့်ပေးမပေးဝန်ထုတ်ထားတာတွေကိုအမှန်တကယ် အမှုပြန်ပိတ်ပိတ်ကစောင့်ကြည့်အောင်မလို့ဆိုတဲ့ငါးငါးကကြီးနဲ့အမှုထုတ်ခံထားသူတွေရဲ့အချက်အလက်တွေကိုစေအုပ်စုကရနိုင်ပြီးသားဖြစ်တာကြောင့်နိုင်ငံတွေပြောင်းဝင်လာမဲ့သူတွေကိုစောင့်ကြည့်နေပြီးအချိန်မီးပြန်လည်ဖမ်းဆီးတာမျိုးကိုလည်းလှုံ့ဆော်လာနိုင်ပါတယ်။လက်ရှိမှာလည်းအမှန်တကယ်ထောင်ကနေလွင့်ငိမ့်ပေးလိုက်တဲ့အရေးတွက်တဲ့ပုံမှန်တွေတက်ပြီးအမှုဖွင့်ထောင်ချထားတဲ့သူတွေအရေးတက်အများပြနေဆက်ခြင်းနေဖြစ်တယ်။နိုင်ငံချင်းသားတွေကိုငြိမ်းဆောင်ရှာရေးတင်ကနေပြုစုထားတဲ့ချက်လက်တွေရောက်ပုံမှန်905ကကြီးတစ်ခုတည်းနဲ့ထောင်ချခံထားသူတွေဟာ9268ရွေးအရှင်ရပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာနိုင်ငံအကျဉ်းသူကျင်းသားတွေကိုလွှတ်ပေးတဲ့ဆိုပြီးမျက်နှာလိုမျက်နှာရလောက်တဲ့တခြားသောဖီအာတွေရော ပြီးတော့ဒီရွေးကောက်ပွဲကိုစိတ်ဝင်စားလာအောင်အရေးအတွက်များများနဲ့လွှတ်ပေးထားတယ်ရောမဲပေးလို့ရအောင်လို့မဲဆွဲတဲ့ဘောပါပဲပြီးတော့ရွေးကောက်ပွဲပြည့်လည်နောက်ထပ်သူတွေကိုလွှတ်ပေးမလားဆိုရယ်စိတ်တွေဝင်အောင်လို့ရွေးကောက်ပွဲမြန်ပြီးပါစေအောင်မြန်ပါစေဆိုရယ်စိတ်ဝင်အောင်စိတ်တက်စစ်စင်လောက်များလို့စီလျံပေါ်ကြီးဇင်ယောကလည်းပြောပါတယ် အာနာသိန်းစေအုပ်စုကအကျဉ်းသားချင်းသူစုစုပေါင်း385ကိုလွတ်ငိမ့်ပေးမယ်လို့ကြေညာထားပေမဲ့အင်းစိန်ချင်းထောင်ကနေဒီကနေ့လွတ်မြောက်လာသူဟာ192တန်းရှိချောင်းတွေ့ရတယ်ဆလာဘီပြည်သူ့ဘော်ဖိနေနေစေုပ်စုကိုနောက်၅နှစ်တွင်ဤပညာမြင့်တင်မှုတွေပုံမပန့်ဖို့ပေးရန်ရှိကြောင်းတရုတ်ကပြောလာမယ့်၅နှစ်တွင်တရုတ်ကမြန်မာနိုင်ငံတွင်ဤပညာမြင့်တင်လုပ်ငန်းတွေပုံမတွင်းမြင့်လှောက်ဆောင်သွားဖို့ရှိပြီးခေတ်မီဤပညာပန့်ဖို့ကုညီမှုတွေပူပေါင်းလှောက်ဆောင်သွားဖို့ရှိရလို့တရုတ်နိုင်ငံငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation တာဝန်ကမစ္စတာဂျောင်းဝေကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့တန်တမန်လက်ရှိမဟာပြားနဲ့နိုင်ငံတကာလေးလာရေးသိပ္ပံမှာနိုဝင်ဘာလ26ရက်ကပြုလုပ်ခဲ့မြန်မာတရုတ်ပူးပေါင်းဆိုင်ရဲ့ခွင့်လန်းတဲ့တဲ့ဆိုင်ရာဆွေးနွေးပွဲမှာမစ္စတာကျောင်းဝေကအခုလိုပြောဆိုခဲ့တာပါတရုတ်နိုင်ငံအနေနဲ့လာမယ့်9နှစ်အတွင်းမြန်မာနဲ့ပေါင်းပြီးကြီးမားကျယ်ပြန့်တဲ့ဈေးကွက်ရရှိဖို့အရေးသွင်းမြင့်တဲ့ဖွံ့ဖြိုးတိုးတက်မှုလုံခြုံရေးပူးပေါင်းဆိုင်မှုငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုမြင့်တင်ပေးနိုင်မှုအခွင့်အလမ်းတွေအတွက်လှုံ့ဆော်သွားမယ်လို့ဆိုပါတယ်ဒီကဲ၅နှစ်တာကာလမှာလည်းတရုတ်နေနဲ့မြန်မာကိုနှီးပညာနဲ့သဘာဝပတ်ဝန်းကျင်စိတ်လန့်စွပြေပံ့ပိုးလှုံ့ဆော်ပေးခဲ့သလိုအောင်မြင်မှုတွေရခဲ့လို့မစ္စတာကျောင်းဝေကဆိုပါတယ်။ စတေမာကွဲကထုတ်ပြန်ခဲ့ Justice for Myanmar GFN ပါဝင်တဲ့မီဒီယာနဲ့ဆွေးနွေးမဟုတ်တဲ့ဖွဲ့ရဲ့အစီရင်ခံစာမှာတရုတ်ဆွေးနွေးရတဲ့ဆက်ဆံရေးနှိကတဲ့တရုတ်ညီပညာကုမ္ပဏီ Juris Network ဟာအင်တာနက်သုံးစွဲမှုနဲ့ဖုန်းတာဝါတိုင်းတွေကတဆင်အသုံးပြုတဲ့အတီညာကိုခြေရခံပေးနိုင်တဲ့ hardware software နှိပညာတွေကိုအကြက်ဖက်စစ်တမ်းစီရောင်းချပေးထားခဲ့လို့ဆိုရယ်ဆဲဆိုအဒီနီးပညာကိုတုံးကမြန်မာဆက်သွယ်ရေးလုပ်ငန်း73ကတဆင့်ပြည်သူ33သက်မှ4တန်အွန်လိုင်းသုံးပြုမှုနဲ့ဒုညာကိုခြေရခံစောင့်ကြည့်နေကြလို့ပေါ်ပြရတယ်။ အလားတူမြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကိုထိန်းချုပ်တာဖြင့် Virtual Private Network သုံးဆက်မှုပိတ်ပင်တာတွေကိုအကြမ်းဖက်စစ်တပ်ကတရုတ်ရဲ့ဤပညာပတ်မှုမှုနဲ့လှုပ်ဆောင်နေခဲ့ရပဲဖြစ်ပါတယ်။ဒါအပြင်လူပုဂ္ဂိုလ်တအုပ်ချင်းစီကိုစီစစ်တာနဲ့ထိန်းသိမ်းဆောင်ကြရတွေကိုတိကျစွာလှုပ်ဆောင်နေတဲ့ PSMS စနစ်ကိုလည်းတရုတ်ကဤပညာပံ့ပိုးကူညီခဲ့တာဖြစ်ပြီးဂျပန်စစ်တပ်ကအဲ့ဒီဤပညာကိုသုံးချကတော်လိုင်းမှာပောင်းရင်တွေကိုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရတယ်။ ဆလဘီမောင်ချောင်းလမ်းပိုက်မှာပြည်သူစီကစက်ကြီးကောင်းနေဆဲဆုပြစ်ခတ်ခံရပြီးတအုပ်တိနှောင်းထံရစကိုင်းနိုင်မောင်ချောင်းလမ်းပိုက်မှာပြည်သူစီကငွေကြီးကောက်ခံနေဆဲဆုကိုပြစ်ခတ်တိုက်ခိုက်ရဆဲဆုဘက်ကတယောက်တည်းပြီးနှစ်ယောက်တရန်ရခဲ့လို့ Area 71 PDF မုံရတဖွဲ့ကတန်းကနေသိရတယ်နိုဝင်ဘာ26ရက်နေ့ကမနက်ရှင်နိုင်ခွဲလောက်မှာကားတွေကိုတားပြီးခီးတော်တွေစီကအထမငွေကြေးကောက်ခံတဲ့စစ်ကော်မရှင်တပ်နဲ့ပြူစောထေးကိုကာကွယ်တပ်ဖွဲ့တွေကမွန်ရချောင်းလမ်းပိုင်မြမဗန်နိုင်73စီဆိုင်နားမှာပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ချိန်ဆိုပါလမ်းဖိုက်ရဲ့တခြားတနေရာမှာကိဝင်နေစစ်သားတွေကပြန်လည်ပြစ်ခတ်ခဲ့ရကြောင်း15မိနစ်ကြာထိတွေ့မှုဖြစ်ခဲ့ပြီးစစ်အုပ်စုဘက်ကတယောက်တည်းနှစ်ယောက်တရားရကကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်လည်းရှက်တိတရားရခဲ့တယ်အဆိုပါလမ်းမိုက်မှာစစ်ကော်မရှင်တပ်သားရင်ငွေကြေးကောက်ခံနေတဲ့နှစ်ကျော်လောက်ရှိပြီဖြစ်ကအခုတိုက်ခိုက်မှုကို ADS71 LPDF မုံရဖွဲ့ချင်းတင်းဒိုင်းမိုက်စာလင်ကြီးဖွဲ့နဲ့ Golden Peak Atrophoro ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ် အဲ့ဒီ SMDW video မျိုးရပူပေါင်းဖွဲ့ရနိုဝင်ဘာ14ရက်နေ့ကလည်းစာလင်းချင်းမြို့နယ်ဝက်ဘောင်ကမ်နီကနေကျင်းနေတင်ဆောင်လာတဲ့တွဲက23စီးရှင်တဲ့အတွက်လုံကျွေးလိုက်ပိုင်ဆက်စုကားရဲ့ကမောချမ်းအူလန်ပိုက်တဲ့နေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးတောင်နေချင်းမှာလက်နက်တွေတင်ဆောင်လာတဲ့စစ်ကတိတ်မောက်ပောက်ကွဲပြီးကားပေါ်မှာစစ်သား9ဦးသေခုနှစ်ဦးပြင်းထန်ထိခိုက်ဒဏ်ရာရ။မကွေးတိုင်းရန်ကုန်တောင်တွင်ချင်းလမ်းပိုင်းမှာလက်နက်ခဲနေတင်ဆောင်လာပြီးမောင်းနေလိုက်စစ်ကားတစ်စီး ဝက်ကဒေသတာပေါ်တိမ်မပေါက်ခွဲရေးကားပေါ်လိုက်ပါလိုက်စစ်သားတွေက9ရောက်တွေက9ရောက်ပြင်းထန်တဲ့အရှိခဲလို့ဒေသခံစေးတဲ့မြစ်ကပြောတယ်နိုဝင်ဘာ29ရက်နေ့တောင်တွင်းကြီးမြို့ဘက်ကနေရန်ကုန်တောင်တွင်းကြီးပြည်နယ်အတိုင်းမောင်းနေလိုက်စစ်ကားတစ်စီးဟာ project တိုက်နေအောင်စုဝက်ကဒေကြာရှေ့ဘက်ကဝက်ကဒေသတာပေါ်ရောက်မှတိမ်မခံလို့သိရတယ်ရှေ့ဘင်းကျွတ်ထွက်ပြီးတိမ်မမှာတင်ဆောင်လိုက်လက်နေခဲနေထပ်ပေါက်ခွဲပြီးကားပေါ်ပါစစ်သားတွေထိခိုက်ဒေဆုံးခဲ့ရဖြစ်ပါတယ် ဒီပြည့်စင်မှာပောက်ကွဲမှုဟာပြင်းထန်ခဲ့ကြောင်းကျွတ်ဖက်စစ်သား9ဦးတေက900ဟာ project တိုက်နေစေုံမှာရေပေါ်ကူတာနေရကြောင်းနဲ့လက်နက်ခဲရနေရအချိန်တနိုင်ဒီပါကြပောက်ကွဲကြောင်းအရင်တိုက်လည်းထိန်းလန်းခဲ့ရပါတယ်။ဆက်လက်ပြီးတော့ KIA ပြောပြရဲ့ကချင်မြို့နယ်လေးခုရဲ့လက်တလော့စီးခြင်းနဲ့ကချင်လူလက်ရေးတမတော် KIA နဲ့စစ်ကောင်စီတပ်ကြလက်တလော့တိုက်ပွဲတွေဖြစ်ပွားနေကချင်ပြည်နယ်ကဗမော၊ဝိုင်းမော၊ဖားကန်နဲ့ကောင်းလန်ဘူးမြို့နယ်ရဲ့လက်တလော့စီးခြင်းတွေကို KIA တရင်ပြကြတဲ့ဌာနတာဝန်ခံပုံမကြည့်တော့ဘူးကရှင်းလင်းပြကြထားပါတယ်။ ခရယာဗမာမြို့ဒိစစ်စင်ကို2024ဒီဇင်ဘာလဇန်ကလေးကစတင်ခဲ့ပြပြီးတနေ့ကြာရက်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေအပြန်လည်ထိုးစစ်ဆင်မှုရရှိနေတယ်။အလားတူခရယာစုံမထိန်ချုပ်မှုအကောင့်နဲ့ဖားကန်ဒေတာကိုလည်းစစ်ကောင်စီကပြန်လည်ထိန်ချုပ်တိုင်းကျွေးပဲ့တယ်လို့တိုက်ပွဲတွေနှိမ့်ဝလာကြဖြစ်ပွားနေတယ်။စစ်ကောင်စီကဖားကန်ကိုဆင့်ရရဖြစ်တဲ့မိဒေတာတွေဆဲလှုပ်ရှားမှုလှုပ်ဆောင်နေရကြောင်းတိုက်ပွဲတွေဇာတိုက်ရှိသလိုစစ်တပ်အလေကြောင့်လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတေဆုပ်ထိခိုက်မှုမကြာခဏဖြစ်ပေါ်နေရပါတယ်။ ဒါကြောင့်စစ်ကောင်စီကစွန့်မွတ်ထိတ်ချုပ်နေမြေပြရဖို့ဂျိုဗန်နာဝိုင်းမွန်မြို့နယ်ကလက်ကျန်တိုင်းဌာနချုပ်လုံးကျွေးအတွက်ရွယ်ပြီးဆေးလုံရှာတိုက်ပွဲတွေဖြစ်နေ။ခေါလန်ဖူးမြို့နယ်မှာစစ်ကောင်စီနဲ့ပြည်သူစစ်ရဲ KIA သိန်းနိုင်ဆော့လမြို့လိုင်စံဒေတာကိုပြရဖို့ပြည်ကလာနိုင်ငံကဂျိုဗန်နာလို့တိုက်ပွဲတွေဖြစ်ပွားနေတယ်။ဆလာဘီယောဖာကန်စေးချင်းနေဖာကန်ဘက်မှာတော့မြို့ရင်းမှာသူတို့ရဲ့စစ်ကြောင်းတွေထိုးပြီးမှမြို့ရင်းမှာလှုပ်ရှားတာလှုပ်ရှားတဲ့အခါကျတော့တိုက်ပွဲတွေဖြစ်တဲ့ကျွန်တော်ကရင်နဲ့ပူပေါင်းတပ်တွေ KPDF တွေလည်းအများနဲ့ဆောင်ချင်းနေဒါကြောင့်သူတို့လှုပ်ရှားနေရတဲ့တိုက်ပွဲဖြစ်ပါတယ် သူတို့ကအခုတည်းကရန်သူရှိမှရှိကိုခရုမဆိုင်ဘူးသူတို့ကပြည်သူလူထုရှေ့ဘက်မှာရက်ကွက်တွေမှာလက်နက်ကြီး drone တွေနဲ့အများနဲ့ပုံကြရရှိတယ်။ဒါကြောင့်ပြည်သူလူထုတွေထိခိုက်တာတွေသူတို့နေပြက်စရာရှိပါတယ်။နောက်တစ်နေ့ကတော့ဖားကက်ဘက်မှာသူတို့မဲဆယ်ဖို့ဆိုင်မုတ်တွေထောင်နေဆိုတဲ့တဲ့နဲ့ကြားတီကြတော့မတီးရသေးပါဘူး။ဆက်လက်ပြီးခောက်လက်ဘူးတဲ့သားစေးအချင်းနေခောက်လက်ဘူးဘက်မှာတော့ခောက်လက်ဘူးဘက်ကနေကျွန်တော်လက်ဆယ်ဘက်ကိုသူတို့ကဆေးလုလာရရှိတယ်။အဲ့ဒီဘက်မှာလည်းကျွန်တော်ဘက်ကနေ့တိုင်းတို့ခုခံပြီးမှတိုက်ပွဲတွေရှိတယ်။သူတို့ကလေကြောင်းနဲ့ပစ်ကူတာရှိတယ် စစ်ကိုယ်တွေလည်းပူတာဘက်ကနေလေးကြောင်းနဲ့ပို့ပြရရှိပါတယ်။အားကြောင့်အဲ့ဒီဘက်မှာနေ့တိုင်းလိုတိုက်ပွဲတွေဖြစ်နေပါတယ်။စေးတင်းမှအနေထားဖြစ်တဲ့ပူတာကနေလုံရှာရန်တန်ကြာဘက်။နောက်အဲ့ဒီကနေအင်ခါကဘက်မလေးကဘက်ကိုလည်းစစ်ကြောင်းတွေဆင်ပြီးမှသူတို့ရဲ့ပူတာလုံချွေအတွက်သူတို့ဒီနေ့ကြက်ကြက်နေရာယူထားတွေ့ရပါတယ်။ကချင်ပြည်နယ်စေးချင်းတွေကအကြံပြင်းဒီလဝဲရှိတယ်။ကရယာကချင်ပြည်နယ်ပြင်ရှမ်းမြောက်မှာလည်းတက်မဟာရေးစုဖွဲ့တီးရဖြစ်ပြီးကုခိုင်မြို့နယ်နှစ်ဘက်ကဒေသနဲ့မဘိမြို့နယ်တွေကိုတိုက်ခိုက်သိမ်းပိုက်ထားဖြစ်ပါတယ် ရှမ်းမဒေသစီအခြေအနေကိုလည်းထပ်မံဆက်စဲမင်းမြတ်ထားပြောပုံမူကြည့်တော်ဘွယ်အပြေချမှုရရှိပါကဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။နောက်ဆက်အပြေချအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။